အသင်္ကရတ္တနိဗ္ဗာန်မြတ်ကိုအာယုံပြု၍ယနေ့ယခုနိုင်ငံတော်ပြည်သနာတက္ကသိုလ်ဆာချစာသင်ထေရှင်တို့ဤဉာဏ်ဉာဏ်မှချမ်းချမ်းသာသာနေထိုင်နိုင်မှာစေခြင်းအကျိုးကဝိဟာရဌာနအဖြစ်ဒေါ်ရေးခိုင်ညီမမြန်းနဲ့ဒီမစီဆရာတော်တို့မှကျက်သိန်း200နာယကဆရာတော်ဖရာမြတ်အတွက်နဝကမ္မမြတ်လှူဒန်းခြင်းကိုရေစချာမင်္ဂလာပြုလုပ်နေခြင်းဖြစ်ပါ၏28ရက်3လ2025ခုနှစ်၌ပြင်းထန်သောငလင်ဘေးတံကြောင့် ပြန်လည်နမှုသွားကြကုန်သောတန်ဃာတော်များကိုရင်များတိလရှင်များကွယ်လွန်ကြသောလူသားများကိုလည်းအဓိကထား၍မေတ္တာပို့အမြတ်ပေးဝေပြီးသာဓုခေါ်ဖို့လည်းအမြတ်ပေးပါရယ်ထို့မှတစ်ပါးကွယ်လွန်သွားပြီးသောမိဘဆရာဆွေမျိုးညာတကနတ်ဒီဝါနဲ့ထေမြတ်တန်ဃာအပေါင်းတို့အားလည်းအမြတ်အမြတ်ပေးပါ၏ကြာကြာသမျှအမြတ်သာဓုနှုတ်မခေါ်နိုင်ကြပါစေတည်းအမြတ်အမြတ်အမြတ်ယူတော်မူကြပါကုန်လောသာဓုသာဓုသာဓု ယနေ့ယခုသာသနာတက္ကသိုလ်ပမောက်ခွဲချုပ်ဆရာတော်ဘုရားကြီးရဲ့လက်တော်၌ချတ်တော်ရည်ဆက်သည်ဤကုသိုလ်ကောင်းမှုသည်နိဗ္ဗာန်ယူသည်ငြိမ်းရန်အထောက်ပံ့ဖြစ်ပါစေသတည်းဤကုသိုလ်ကောင်းမှုရဲ့အဖို့ဘာကကိုမိဘဆရာဆွေမျိုးညာတက္ကထေမြတ်တန်ကနတ်ဒီဝါနှင့်28ရက်3လ2025ခုနှစ်၌ပြင်းထန်သောငလင်ပေးတံကြောင့် ြန်မှုသွားကြကုန်သောဆရာတော်တန်ဃာတော်များတိရရှင်များအား၎င်းကွယ်လွန်သွားကြသောလူသားများ၎င်းငလင်ပေးတဲ့ခံစားကြသောတိုင်းသားပြည်သူများ၎င်းအမြတ်အမြတ်အမြတ်ပြေဝင်ပါပါ၏အမြတ်အမြတ်ပြေဝင်ပါပါ၏သာဓုသာဓုသာဓုအမြတ်အမြတ်အမြတ်ပြေဝင်ပါ၏သာဓုသာဓုသာဓု သဗ္ဗိတိယောဝိဝိဇန္တုသောကရောကဝိနာသတုမာတိဘဝံတွန်တရာယသုခိဒီဃာယူကောဘဝအဘိဝါဒနာတိလိသနိစ္ဆံဥဒ္ဓပဇာယိနောသတ္တရောဓမ္မဝတ္တံတိအာယုဝနောဒုက္ခံဗလံတာတုတာတု သာဓုဓမ္မစရိဆရာတော်နဲ့တပည့်တပည့်တရားဓမ္မပေါင်းသူတော်ကောင်းတို့အားလုံးဘေးရန်ခတ်သိမ့်ကင်းကြီးကြပါစေလောကီလောကုတ္တရာစိဝါချမ်းသာအဖျားပြားတို့တိုးတက်ကြပါစေသာသနာတော်ကိုပြုစုဆွန့်ရှောက်နိုင်တဲ့သာသနာပြုပုဂ္ဂိုလ်မုံပုဂ္ဂိုလ်မြတ်မြတ်ဖြစ်ကြပါစေကုန်တည်းသာဓုသာဓုသာဓုဟောလည်းမှတ်တမ်းလေးနဲ့တင်လိုက်ပါတော့ ။အော်ဒီကနေ့မန္တလေးမြို့နိုင်ငံတော်ပြည်ထောင်သာသနာတက္ကသိုလ်တို့ရောက်ရှိလှူဒါန်းရခြင်းရွေချက်သည်အခုတရားစကားပြောနေတဲ့ဓမ္မစီဆရာတော်ကိုယ်တိုင်ဒီမှာပြည်ရရင်တို့တောက်ဆိုပြီး BA ဒီ MA ဒီရအကြောင်းဆရာဖြစ်ဆရာတော်ညာဘက်မှာထိုင်နေတဲ့တရင်သုံးနေတဲ့ဒီကနေ့ပါမောက္ခချုပ်ဆရာတော်ဖရာတာဆရာတော်ရဲ့ဆရာအဲ့လိုကိုကိုယ်တိုင် နေထိုင်တဲ့သုံးခဲ့တဲ့အကြောင်းတော်ကြီးလည်းဖြစ်တယ်။မင်းကွန်းဆွေတော်ဘုရားကြီးတည်ထောင်တော်မူခဲ့တဲ့မင်းကွန်းဆွေတော်ဘုရားကြီးရဲ့ဂုံကျေးဇူးများဤကြောင်းတော်ကြီးထဲမှာရှိကြတဲ့စာချစာသင်ထေရှင်တို့ရဲ့ပရိယတိခုံပရိပတိခုံများကိုအာယုံပြုပြီးတော့ခုနလှူဒန်းလိုက်သောအရာများသည်ဓမေစရီဆရာတော်လို့နာမည်တက်ပါတယ်။မအေးခိုင်တဲ့ညီမများလို့နာမည်တက်တာသူတို့ကတော့တကယ်ကိုယ်ပိုင်သူတို့ကိုယ်ပိုင်စီးပွားနဲ့ကိုယ်ပိုင်ကိုချွေပါခုနကတော့ဓမေစရီဆရာတော်လို့နာမည်အမိတက်တော်လဲ ရောင်မြို့မှာတရားဟောပြီးတော့ခொနဲ့သားသမီးများရဲ့လှူကောင်းမှုများဖြစ်ပါတယ်လို့ခုနကတော့စကားတွေရှင်းနေမှာဆိုလို့ရည်စက်ချတဲ့အခါမှာတမီးစီဆရာတော်နဲ့ညီမငယ်တော်ရေးခိုင်လို့ညီမများလို့ဒါတက်လိုက်တာပါ။အဲဆိုအများပူဇာများကိုလက်ခံပြီးတော့လောရတာဖြစ်ခြင်းကြောင့်မှတ်တမ်းယူတာပါ။ကြွားရင်လုံးပေါ့ဘူး။ရရှိလာတဲ့ငွေသိန်း1500လောက်ရှိမယ်။အဲ့ဒီငွေကြီးများကိုလိုင်းပေါ်ကနေလှူတာရှိတယ်။ကိုရင်လာလှူတာရှိတယ်။အဲ့တော့ဒီငွေကြီးများကို ိုကျိုးကိုကျိုးကိုတတမသုံးမဲနဲ့သာသနာတော်ရဲ့သုံးတယ်ဆိုတာကိုသိစေချင်လို့ဒီဟိုဒါဆရာတော်ဦးမူရနေနဲ့ဒါလေးကိုလည်း line နဲ့တင်ပေးလိုက်ပါ။ဘာလို့ဒီလိုတို့ကအများနဲ့လောက်တာဖြစ်ခြင်းကြောင့်ဒီနဝကမ္မတွေကသူ့လက်ထက်မှာဘာတွေလုပ်နေလဲလို့သိချင်မှဖြစ်ခြင်းကြောင့်ဒီကနေ့မနေ့ကနေပြီးတော့မှသိမ့်တရားကြော်လောက်လှူခဲ့တယ်။ဒီကအခုမနေ့စောစောရောက်ရောက်ချင်းပဲကိုဆရာသမားရှိအရင်ဦးခိုက်ပြီးတော့ ပြင်ဆင်မှုအတွက်ဂျက်သိန်း200ဓမ္မစီဆရာတော်ဥဆောင်မိအလူခံထားတဲ့ဝတ္ထုမေရဂျက်သိန်း100တော်ရေးခိုင်လို့ညီမများကဂျက်သိန်း100နောက်ပြီးတော့ဆရာတော်ဖခင်များနာယကဆရာတော်73ပါးအတွက်နဝကမ္မများလူရမ်းပါတယ်ဤလူရမ်းမှုများသည်ဓမ္မစီဆရာတော်ကနှုတ်လေးနဲ့တရားလေးနဲ့ပဲစီယုံတာဖြစ်ပါတယ်ခொနရသားသမီးများအများပြည်သူတို့ရဲ့နဝကမ္မများဖြစ်ပါတယ်လို့ပြောရင်းနဲ့အဲ့ဒီ ကြောင်းအရာကိုကြည့်ရှုနေတဲ့ပုံကိုယ်တွေကဒိုးလူတန်းနေတဲ့အရာများကိုဒီကနေ့ဒီနေ့20ရက်5လ2025ခုနှစ်မန္တလေးမြို့နိုင်ငံတော်ပြည်သာနာတက္ကသိုလ်ဆွမ်းသာကျောင်းဆောင်မှာနိုင်ငံတော်ပြည်သာနာတက္ကသိုလ်ပါမခရုဆရာတော်ပဒနာဒေါက်တာကေသရအက္ခမပန္ဒီတာဆရာတော်ဘုရားကြီးရဲ့ရှေ့မဝန်းနေဆရာတော်ဒေါက်တာကုမှုရာတို့ရှေ့မှာရေးဆက်သွန်းချလို့အမျှပေးဝေလို့ပြီးပါပြီလို့လှူထားတဲ့အလှရှင်များဝမ်းမြောက်နှုတ်ပေါ်သာတို့ခေါ်နိုင်ပါရန်ဤနေရာမှာအဲ ဟောကြားလိုက်ပါသည်တင်ပြလိုက်ပါသည်အားလုံးကျမ်းမှချမ်းသာကြပါစေ